ယူပါယူကြည်ဘောဆိုတဲ့အကောင့်ပိုင်ရှင်လေးကဖုန်းဖုန်းဖေဟာတပည့်တော်ဘဝအကြောင်းလေးရှောက်ခွင့်ပြုပါဖေဟာဆိုပြီးတော့စာတော်တော်ရှိရှိများများကြီးမက်ဆင်ဂျာကနေပို့လိုက်တယ်တပည့်တော်မှာမိဘနှစ်ပါးလုံးသက်ရှိထင်ရှားရှိနေတော့မှာဖေဟာဇနီးနဲ့သမီးသားနှစ်ယောက်လည်းရှိပါတယ်ဇီဝရေးမပြေလဲလို့ထိုင်းတက်ခဲ့တာ အိမ်မှာကြာရှိခဲ့တဲ့ဇနီးမယားဟာတစ်ချိန်ကကိုကကူညီစောင့်ရှောက်ခဲ့ဘူးတဲ့သူနဲ့ဟောက်ပြန်နေခဲ့တာတပည့်တော်မသိခဲ့ဘူးခရားနောက်တော့အဲ့ဒီလူနောက်ပါ လိုက်ပါသွားခဲ့တယ်တပည့်တော်ပါသမီမျက်နှာတွေကို ကြည်ပြီးတော့အဝေးကနေပဲအိမ်မုံပြန်ခေါ်တင်ခဲ့ပါတယ်ခရားတနေ့ကြပြန်တော့လဲထားပြီးတော့ဖောက်ပြန်ပါတယ် ဒီတစ်ခါတော့တပည့်တော်အတော်ကိုစိတ်ဆိုးတော်သထွက်မိပါတယ်ဖေဟာဒါပေမဲ့လည်းနှစ်အကြာကြီးအတူနေခဲ့တော့တပည့်တော်တတိယမမေ့ဘူးဖြစ်နေတယ်တပည့်တော်လည်းအမှားတော့မကင်းပါဘူးဖေဟာဒါပေမဲ့သူ့လူဖောက်ပြန်တတ်တဲ့အထီတော့မလုတ်ခဲ့ပါဘူးတပည့်တော်ကတော့မိမိဘဝမကောင်းလေခြင်းလို့ပဲအမြဲတွေးနေမိပါတယ်ဖေဟာ ွေးထွေးမှုမပေးရခြင်းအကြောင်းပဲလို့လဲမှတ်ယူပါတယ်ဖေဟာဖုံဖုံကြမ်းမပါစေဆိုပြီးတော့စာရီပို့လာတာရက်တော်အတန်ကြာသွားတယ်ဖုံဖုံလည်းဘာမှပြန်မပြောဖြစ်ပါဘူးနောက်အခုတော့စာလီတဆောင်ပြန်ရောက်လမ်းမြန်တယ်စောင့်မျောနေပါတယ်ဖေဟာတပြည့်တော်စာလီကိုဖုံဖုံမအားတဲ့ဂျားကနေပဲဟာပြီးတော့တွင်တင်ဆုံးမပေးပါအောင်ဖေဟာဆိုပြီးတော့ စာလေးထပ်ပို့ပြန်တော့စိတ်ထဲမကောင်းဖြစ်ဘူး။အော်သူငါပြောတာနားထောင်ခြင်းလို့နေမှာပါပဲလို့အောက်မိမိ။ဖုံဖုံကဘာပြောရမလဲ။ဒီလောက်ထက်ခါထက်ခါဖောက်ပြန်နေတာမပေါင်းနဲ့တော့လို့အဲ့လိုပြောသင့်ရဲ့လား။အဲ့လိုဆိုရင်ကိုယ်နှလုံးသားနဲ့ကိုယ်စိတ်ကလက်ခံနိုင်ပါမလား။အဲ့ဒါလိုပြောဆိုမှုကကိုယ်စိတ်ချမ်းသာတဲ့ပြောဆိုမှု ဖြစ်မှာလားမိသားစုအတွက်ကောအကောင်ဆုံးအဖြစ်ဖြစ်မှာလားအဲ့လိုဆိုနောက်တစ်မျိုးပြောင်းပြီးတော့ပြောမယ်ပါးတွေသမီးတွေနဲ့မို့ဆက်ပေါင်းလိုက်ပါပြီးခံလိုက်ပါလို့အဲ့လိုပြောရမှာလားအဲ့လိုဆိုရင်ကောကိုကြိုက်တဲ့အဖြစ်ပြောဆိုမှုလားနောင်ကောထပ်ဖြစ်နေရင်မိသားစုအဆင်ပြေမှာလားဗောတကယ်ကတော့ လိုကိစ္စမျိုးဆိုတာတကယ်တိုင်မြင်သင့်တာကကိုအုံနှောက်ကိုနှလုံးသားကိုဘဝအခြေအနေဒီသုံးခုနဲ့ပဲတိုင်မြင်သင့်တယ်သူတို့သုံးခုပေါင်းပြီးတော့ညှိညှိနိုင်နိုင်နဲ့သဘောတူလက်ခံဆုံးဖြတ်တဲ့ဆုံးဖြတ်ချက်ကမှဘဝမှန်နိုင်မယ်ဘဝမှာကောင်းနိုင်မယ်လို့ထင်မိမြင်မိတယ်ဒါကြောင့်လက်ခံသင့်မသင့်ဆိုတာက ဖုံဖုံလုံးဝပြောလို့ကောင်းကျိုးရမယ့်အရာမဟုတ်ဘူးလို့ပထမဆုံးပြောချင်ပါတယ်။ဘယ်အရာမှပဲဖြစ်ဖြစ်အကြောင်းနဲ့အကျိုးဆိုတာဆက်ဆက်နေတာအကြောင်းပဲဖြစ်တာတော့မဟုတ်ပါဘူး။ခုလိုဖြစ်ရတဲ့အကြောင်းအပေါင်းဟာညောင်များစွာရှိနေမယ်လို့ယုံကြည်တယ်။ဒါကြောင့်မိမတွေဆိုတာကကောင်းတဲ့အမျိုးမဟုတ်ဘူးလို့ဖုံဖုံကအဲ့လိုမမြင်ဘူး။ ုထုဇဉ်မှန်ရင်မိမမိမယောက်ျားယောက်ျားဖောက်ပြန်တတ်ကြတာပါပဲဒါကြောင့်အဲ့ဒီအမျိုးသမီးကိုလည်းမကောင်းတဲ့မိမလို့အပြစ်မပြောလို့ဘူးသူလည်းသူအကြောင်းနဲ့သူရှိမှာပါပဲနောက်ဖောက်ပြန်တဲ့သူကကိုကူညီစောင့်ရှောက်ဖူးတဲ့သူလို့စာထဲမှာပါတယ်အဲ့ဒီအပေါ်စိတ်နာတာတွေ မဖြစ်ပါစေနဲ့လူကိုဒုက္ခအပေးနိုင်ဆုံးအရာဟာလူပဲလူကိုလူလောက်ဒုက္ခပေးနိုင်တဲ့အရာမရှိဘူးလို့ဆိုကြတယ်အဲ့ဒီလူတွေထဲမှာမှအနည်းဆုံးလူဟာဒုက္ခအပေးနိုင်ဆုံးလို့ဆိုတယ်ဟိုးအဝေးကြီးကမသိတဲ့လူကကိုယ်ကိုဒုက္ခမပေးနိုင်ဘူးတဲ့အဝေးကပြစ်တဲ့မြတ်တဲ့အနည်းကခုတ်တဲ့ဓာတ်ထံရာကအိုးကြီးတယ် ီးတော့လူတွေကိုတတိထားပါဗောခုပြီးသွားတဲ့ကိစ္စကတော့စိတ်ထဲမှာဒဏ်ရာတွေဖြစ်မနေအောင်ကြိုးစားပါအဲ့ဒီဒဏ်ရာကကိုယ့်အတွက်ဘာကောင်းချိုးမှဖြစ်လာမှာမဟုတ်ဘူးလို့ပြောရမယ်နာရာမှန်သမျှထဲမှာစိတ်နာရာဟာအဆိုးဆုံးလို့မြင်မိတယ်ခုလိုဖြစ်တာဟာမွေးထွေးမှုမပေးရခြင်းအကြောင်းလို့စာထဲမှာပါတယ်အဲ့ဒါကတော့အမှန်ဆုံးလို့မြင်မိပါတယ် တကယ်ကိုမခွဲနိုင်ဘူးတကယ်ကိုမှမိသားစုအတူနေရမှ ဖြစ်မှာ ခုလိုပဲဖြစ်ဖြစ်နေတယ်ဆိုရင်အတူတူနေပြီးတော့ပဲဘဝကိုလောက်ကန်စားတော့ရမှာလို့မြင်မိတယ်အတူတူနေပြီးတော့ပဲဘဝကိုဖြစ်အောင်ကြိုးစားပါလို့ပြောချင်မိတယ်ဘယ်လိုနေတာကအကောင်းဆုံးလဲဆိုရင်ကိုကဘယ်လိုဖြစ်ချင်တာတုံးဆိုတဲ့အဖြေပေါ်မှာပဲဆုံးဖြတ်ရတယ် ောက်စာထဲမှာပါပြန်တာကတပည့်တော်ကတော့မိမိဘဝမကောင်းလေခြင်းလို့ပဲအမြဲတွေးနေမိပါတယ်ဖရာလို့ပါတယ်ဟုတ်မှာပါဒီတိုင်းကြီးဖြစ်နေတယ်ဆိုရင်မိမိဘဝဘယ်ကောင်းနေလို့ဆိုနိုင်ပါလဲပေါ့ဒါပေမဲ့အဲ့ဒီမကောင်းတဲ့ဘဝဖြစ်နေတယ်ဆိုတာကဘယ်သူမပြုတ်မိမိဘူးဆိုတာတော့ပြီးမြင်လက်ခံထားဖို့လိုအပ်တယ် မိမိရဲ့မှားယွင်းတဲ့ဘဝယက်တည်မှု ပြုလုပ်မှုပြောဆိုမှုစိတ်ကူးစိတ်သားနေမှားမှုကြောင့်သာမကောင်းတဲ့ဘဝတစ်ခုဖြစ်နေတယ်ဆိုတာကတော့ပြပြစီခြင်းနဲ့ကျေဇူးရှင် ကိုကူညီထားတဲ့သူကိုနဲ့ကူညီထားတဲ့အနီးကပ်ဆုံးလူတွေကပဲကိုဘဝကိုဖြည့်ဆည်းသွားတတ်ကြတယ်ဆိုတာရုပ်ရှင်တွေဗီဒီယိုတွေတခြင်းတွေအပြင်လက်တွေလူလောကကြီးထဲမှာ ုံအုံထားပြီးတော့အလွန်များပြားနေကြတာပါဒါကိုကိုကအပိတ္တိမရှိလို့ခံရတာပါကိုညံ့လို့ကိုခံရတယ်လို့ဤသည်ချာချာမှတ်ထားနောက်ဆုံးပြောခဲ့ကျင်တာကတော့ခုလူဖြစ်နေတဲ့ကိစ္စတွေမှာမိမကသစ္စာမရှိလို့ကိုညီဘူးတဲ့သူကကျေစုကန်းလို့ငါခုလိုဖြစ်ရတာလို့လုံးဝလုံးဝမတွေးပါနဲ့ ူတို့ကြောင့်ဆိုပြီးသူများကိုအပြစ်တွေမြင်းမနေဖို့ဟာသိပြီးတော့အရေးကြီးတဲ့အချက်လို့မြင်မိတယ်။ငါဘဝတိဆောက်ပုံนี่မှားခဲ့လို့ငါအသည့်ငါအယူအဆတွေမှားခဲ့လို့ငါအတွေ့ငါအမြင်တွေမမှန်ခဲ့လို့ငါဘဝဒီလိုဖြစ်ရတာလို့ကိုယ့်လုံရက်ကိုယ်အမားတွေကိုပဲမြင်အောင်ကြည့်ပါ။သူများမကောင်းတာတွေမြင်နေလို့စိတ်တူစိတ်ဆင်းရဲစိတ်နာနာတွေပဲ ိုးရမယ်။ကိုမှားတာကိုလိုတာကိုပြုတ်လုခဲ့တဲ့အမှားတွေကိုမြင်းမှကိုဘဝကိုကောင်းအောင်ပြန်တည်ဆောက်နိုင်မယ်။ကိုအမှားတွေကိုကိုပြုတ်ပြန်နိုင်မယ်လို့ပြောချင်။ကိုဘဝကိုရဲ့ဖြစ်တည်မှုဟာကိုလက်ခုပ်ထဲမှာပဲရှိတယ်ဆိုတာသေသေးချာချာပြီးပြီးတော့ကိုလိုအပ်ချက်ပဲကိုမြင်အောင်ကြိုးစားပြီးတော့ပြုပြင်ပါလို့ပြောကြရင်နေကုန်းချိုးလိုက်ပါတယ်။ အာလုံးအာလုံးဘဝကိုမှန်ကန်စွာပြန်လည်တည်ဆောက်နိုင်သူများဖြစ်ကြပါစေလို့ဆန္ဒပြုလိုက်ပါတယ်။